အပန်းကိုပြောင်းလဲစီရာဟာနော်ဘာသာရေးလို့ဆိုတာကိုသူတို့နားမလည်ကြဘူးသူတို့နားမလည်ကြဘူးဒီကနေ့အနောက်တိုင်းမှာလူငယ်တွေဟာဘာသာရေးကလွတ်မြောက်ဖို့ကြိုးစားနေကြတယ်အဲ့ဒါကမှလောကရှိတဲ့လူသားတွေရဲ့စိတ်နော်ထိမ့်ပေးတာဟာဘာသာတရား ဒါလည်းကျန်းတဲ့စိတ်ကိုနူးညံ့အောင်လုပ်ပေးတာဟာဘာသာတရားလူသားတွေရဲ့စိတ်ကိုဗန်ထဲမှာဗန်အမိတ်ထဲမှာထိလို့မရဘူးသူတို့ယုံကြည်ရကိုယ်ဝယ်ရဘာသာထဲမှာထိလို့ရဒါဘုန်းကြီးခံယူရဲ့အဲ့ဒါနောက်တိုင်းကလူတွေကကူပါကြိုးစားဘာသာရေးကလုံမြောက်ဖို့ကြိုးစားတယ်အခြေတိုင်းနဲ့ဒီတိုင်းအလဲတိုင်းနဲ့ဒီ တကဘာလုံးလူငယ်တွေဒီတိုင်းဖြစ်ကုန်အဲ့ဒါကြောင့်ဂျပန်ဘူတွေကဘာမှာတိုးပွားလာတာဟာဘာသာမဲ့စိတ်ဓာတ်ကြောင့်ဖြစ်လာတာဆိုတာကိုနားလည်ရင်